မင်္ဂလာပါခုချိန်အားစပြီးတော့မေလ22ရက်နေ့ကြာသာပြည်နေညပိုင်းသတင်းနယ်မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအမီပါ ပထမဆုံးတော့တော်လန်ยีတက်ဖွဲ့တွေရဲ့အောင်းဝဲခံတဲ့တရင်နဲ့ဆ ਾਇ ရအောင်ပါအဲထိုင်းမြန်မာနယ်စပ်တလျှောက်ဒီတောင်ရင်မြစ်နဘေးမှာရှိတဲ့ KNU တက်မဟာခုနှစ်နယ်မြေတဲကစစ်ကောင်စီရဲ့စခန်းအားလုံးကိုသိမ်းပိုက်လိုက်ပြီးဖြစ်ပါတယ်စခန်းအားလုံးကိုသိမ်းပိုက်လိုက်ပြီးဖြစ်တဲ့အကြောင်းကိုတော့ KNU ဘ ਹੁ ကထုတ်ပြန်ထားပြီးဒီတက်ဖွဲ့ဝင်ဘူမူးတွေဒီ တပ်ဖို့တွေပြီးတော့ရဲဘော်ရဲဘက်တွေကိုမေလ22ရက်နေ့မှာဂုံပြုအခမ်းအနားကျင်းပပေးခဲ့ပါတယ်။တောင်ရင်မြစ်အခြေဆိုင်စစ်ကောင်စီရဲ့တပ်စခန်း၈ခုလုံးကို KNU ကသိမ်းပိုက်လိုက်ပြီးဖြစ်တာကြောင့်အဲ့ဒီဒေသမှာစစ်ကောင်စီကင်းစင်သွားပြီလို့ဆိုရမှာပါ။အဲ့ဒီစခန်း၈ခုကို2024ခုနှစ်ဒီဇင်ဘာလ16ရက်နေ့ကနေ2025ခုနှစ်အခုနှစ်ပေါ့လေဒီဒီလမေလ16ရက်နေ့အထိ9လအတွင်းမှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါအပြင်ဒီရက်ပိုင်းမှာပဲမြောက် ောက်ရီမျိုးတောင်ပတ်ဒေါနာတောင်အရှိချမ်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီရဲ့ဒီကနဲလေးစခန်းအပါဝင်တက်စခန်းလေးခုကိုလည်းစပြီးတော့တိုက်နေပြီဖြစ်ပါတယ်။မြေပြင်မှာတော့တိုက်ပွဲတွေကပြင်းထန်နေပါတယ်။ကချင်ပြည်ဘက်ကသတင်းတွေနဲ့ဆက်ရအောင်ပါ။ကချင်ပြည်တဲကဒီဖက်ကန်နဲ့ဗမော်ဘက်မှာတော့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီကဝေဟင်ထိုးစစ်တွေလုပ်နေပါတယ်။ဖက်ကန်ဒေသကိုပြန်လည်ထိန်းချုပ်နိုင်ရေးစ조사နေတဲ့စစ်ကောင်စီတပ်ကစစ်ကြောင်း၃ကြောင်းခွဲပြီးတော့မြေပြင်ထိုးစစ်ကိုအကြီးအကျယ်လုပ်နေတာ ာတော်တော်လေးကြာပြီလို့ဆိုရမှာပါဒီရက်ပိုင်းမှာတော့လေကြောင်းတိုက်ခိုက်မှုတွေပါဇက်တိုက်လှုပ်လာတယ်လို့ဒေသခံတွေကပြောပါတယ်မြေပြင်မှာတော့တရားညိနောင်နာအထီးတိုက်ပွဲတွေကပြင်းထန်နေပါတယ်ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းအဖွဲ့တွေကလည်းဗမော်မျိုးသိမ့်ပိုက်နိုင်ရေးအပြင်းထန်ထိုးစစ်ဆင်နေတယ်လို့စစ်တပ်ဘက်ကလည်းဖားကန့်ဒေသကိုပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်ဝေဟင်ရောမြေပြင် ထိုးစစ်ပါတုံးနေပါတယ် မျိုးတော်မြကြီးနားမှာတော့မျိုးရင်းမှာသမကအမျိုးပြင်းနေရာတွေမှာပါစစ်စေးဂိတ်တွေချပြီးတော့စစ်ကောင်စီတပ်ဖွဲ့တွေကအစစ်စေးတွေတင်းကျပ်ထားလိုက်ပါတယ်မြကြီးနားမျိုးကလူငယ်တွေကတော့အပြင်သွားရင်တော့မှဖုန်းကိုယူမသွားရဲတော့တဲ့အခြေအနေမျိုးဖြစ်နေကြတယ်လို့မျိုးကန်တွေကပြောပါတယ် ရန်ကုန်မှာတော့ဗိုလ်ချုပ်တွေတောင်မှမလုံခြုံတော့ဘူးလားဆိုတဲ့သတင်းကိုဆက်ပြောပါမယ်။စစ်ကောင်စီရဲ့အငိမ့်စားဗိုလ်ချုပ်ဝနာကျော်ထင်ချိုထွန်းအောင်ဟာရန်ကုန်မြို့မှာပဲပြစ်ခတ်တပ်ဖြတ်ခံလိုက်ရပါတယ်။စစ်ကောင်စီရဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှနိုင်ငံတော်လုံခြုံရေးနဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တွေကိုတင်ကြားပေးနေတဲ့သူဖြစ်ပါတယ်။ဒီနေ့မနက်မှာပဲရန်ကုန်မြို့က A1 လမ်းပေါ်မှာရှိတဲ့သူ့ရဲ့အိမ်ရှိမှာပဲအပြစ်ခံလိုက်ရတာဖြစ်ပါတယ်။မြို့ပြပြောက်ကြားအဖွဲ့ ဝင်ကပြစ်ခတ်ခဲ့တာလို့ Goran Valley ဒီ Warriors အဖွဲ့ကထုတ်ပြန်ထားပါတယ်ဘိုးချုပ်ချိုထွန်းအောင်ကအငိမ့်စားယူထားပေမဲ့ဒီနေ့အချိန်ထိစစ်ပတ်တင်ကြားရေးအရာရှိအဖြစ်လုပ်နေသူလို့ဆိုပါတယ်နေပြည်တော်ကနိုင်ငံတော်ကာကွယ်ရေး NDC တက္ကသိုလ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတင် जा ပို့ချမှုတွေလုပ်နေတဲ့သူဖြစ်ပါတယ်။2023ခုနှစ်တုန်းကပဲစစ်ကောင်စာဘိုးချုပ်မူကြီးမင်းအောင်လှိုင်ကဝနကျော်ထင်ပွဲတစိတ်ကိုဘေးအပ်ချီမြှင့်ခဲ့ပါတယ်။ငလင်းနဲ့ပြည်တွင်းစစ်ကြောင်းကလေးတွေတေဆုံးနေရတယ်လို့ Miss War မြမကိုစားပြုအလှမဲကပြောလိုက်ပါတယ်။မြမကိုစားပြုအလှမဲခီစာခင်ကငလင်းနဲ့ပြည်တွင်းစစ်ကြောင်းကလေးတွေအများကြီးတေဆုံးနေရတယ်လို့အိန္ဒိယနိုင်ငံမှာကျင်းပနေတဲ့ Miss War ပြိုင်ပွဲမှာပြောလိုက် ာဖြစ်ပါတယ်မနေ့ကပေါ့နော်ဒီမေလ21ရက်နေ့က Miss War ရဲ့ Head to Head Challenge တင်ဆက်မှုမှာဒီမြန်မာအလှမယ်ခီစာခင်ကတို့ចောင်းကပြားကိုရွတ်ဆိုပြီးတော့ထုတ်ပြောလိုက်တာဖြစ်ပါတယ်ဒီကပြားကို ကလေးတွေအားလုံးတို့ရင်ထဲကနေနည်းနည်းစွာကျွန်မရွတ်ဖတ်လိုက်တာလို့ဆိုပါတယ်ငလင်းနဲ့ပြည်ရင်းစစ်မှာတိတ်ဆုံးခဲ့ရတဲ့ကလေးတွေအတွက်အစိတ်မကောင်းဖြစ်ရတယ်လို့လည်းသူကဆိုပါတယ်သူတို့လေးတွေကောင်းရမွန်ရကိုရောက်ပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ် ယ်2023ခုနှစ်ကနေ2025ခုနှစ်အတွင်းမှာဒီစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်စာတင်ကျောင်းပေါင်း240ကျော်ထိမှန်ပျက်စီးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကထုတ်ပြန်ထားပါတယ်။မေလ12ရက်နေ့ရဆိုရင်လည်းဒီသကိုင်းတိုင်းတပည့်ရင်းမျိုးနဲ့အိုးတိန်တွင်းရွာကစာတင်ကျောင်းဟာလေကြောင်းကနေတိုက်ခိုက်ခံခဲ့ရလို့ကလေးငယ်22ယောက်နဲ့ဆီယမ22ယောက်သေဆုံးခဲ့ပါတယ်။ လက်ရှိမှာမြန်မာပြည်သူတွေဟာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေလည်းလိုအပ်နေတယ်လို့အသက်16နှစ်အရွယ် Miss War မြန်မာကိုစားပြုအလှမဲ့ခီစာခင်ကပြောပါတယ်82ကြိမ်မြောက်ဒီ Miss War အလှမဲ့ပြိုင်ပွဲကိုတော့မေလ9ရက်နေ့ကနေ31ရက်နေ့အထိအိန္ဒိယနိုင်ငံ Hyderabad မြို့မှာကျင်းပနေပြီးတော့နိုင်ငံပေါင်း108နိုင်ငံကအလှမဲ့တွေဝင်ရောက်ရှင်ပြိုင်နေကြတာဖြစ်ပါတယ် အခုတော့ကမ္ဘာနဲ့ဒေသတွင်းကသတင်းတွေကို ပြောပြပါမယ်။နိုင်ငံတကာရေပိုင်တဲ့အထက်မှာတော့ဘယ်နိုင်ငံအလံမထောင်မထားတဲ့ရေနံတင်သင်္ဘောကြီးတွေရှိနေပါတယ်။ဒါကို နောက်တိုင်းသတင်းစာတွေကတော့ Sheryl Flitz အရေးသင်္ဘောကြီးတွေလို့ခေါ်ကြပါတယ်။ရေနံတွေလက်နက်တွေကောက်ပဲသီးနှံတွေတင်ထားတဲ့အဲ့ဒီလိုဒီအရေးသင်္ဘောကြီးတွေဟာရာကနန်းရှိနေတယ်လို့လည်းဆိုပါတယ်။ဒါဟာစီးပွားရေးပိတ်ဆို့ခံနေရတဲ့ရုရှားကသူ့ရဲ့ကုန်ပစ္စည်းတွေ ကိုကဘာအနှံ့ပို့နေတာလို့ဆွဆွဲချက်တွေရှိကြပါတယ်။ပြီးခဲ့တဲ့အပတ်ထဲမှာတော့ပိုင်ရှင်အစ်စ်မန်ပေါ်လာခဲ့တယ်လို့ဆိုပါတယ်။ မေလ23ရက်နေ့မှာအလံထောင်မထားတဲ့ရေနံတင်သင်္ဘောကြီးတစ်စီးအက်စတိုနီးယားရေပြင်မှာရောက်လာတဲ့အတွက်အက်စတိုနီးယားရေတပ်ကစစ်ဆေးဖို့လုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဒီရုရှားလေတပ်က SU-35 လေယာဉ်တစ်စီးဟာသင်္ဘောကြီးကိုကာကွယ်ဖို့ရောက်လာခဲ့ပါတယ်။ဒါကြောင့်ဒီအရေးသင်္ဘောကြီးတွေဟာ Kremlin နန်းတော်နဲ့ဆက်ဆက်နေတဲ့ဆိုတဲ့အထောက်အထားကိုနိုင်ငံတကာကရလိုက်ကြပါတော့တယ်။ဒီရက်ပိုင်းမှာပဲရုရှားရဲ့အရေးသင်္ဘောကြီးနောက်တစ်စီးကိုလည်းပိုလန်နိုင်ငံ င်ငံကကြားဖြတ်မောင်းထုတ်ခဲ့ပါတယ်။ဆွီဒင်နဲ့ပိုလန်နိုင်ငံကြားဘော်ဒစ်ပင်လယ်ရေအောက်ကေဘရီနာမှာ မတင်ငါပွဲရှိလို့ပိုလန်စစ်သင်္ဘောတွေကဓာစီခဲ့တာလို့ဆိုပါတယ်။နောက်ပိုင်းမှာတော့အဲ့ဒီရုရှားအရေးသင်္ဘောဟာရုရှားကစိတ်ကမ်းတစ်ခုကိုစိုက်ကပ်သွားခဲ့တယ်လို့ဆိုပါတယ်။ ာရှယံကလာမယ့်တစ်ပတ်အတွင်းမှာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အစည်းအဝေးနှစ်ခုကျင်းပဖို့ရှိနေတယ်လို့ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဒီအစည်းအဝေးနှစ်ခုဟာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပဲအဓိကထားပြီးတော့ဆွေးနွေးမှာဖြစ်ပြီးတခြားအကြောင်းအရာတွေပါမှာမဟုတ်ဘူးလို့အာရှယံအဖွဲ့ရဲ့အတွင်းရေးမှူးချုပ်ကပြောပါတယ်။အဓိကအားဖြင့်တော့မြန်မာနိုင်ငံရဲ့ပြည်တွင်းဆင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမှာလို့ဆိုပေမဲ့အသေးစိတ်ဆွေးနွေးမယ့်အကြောင်းအရာတွေကိုတော့ထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးပါဘူး။အစည်းအဝေးနှစ်ခုဟာမလေးရှားနိုင်ငံမှာ ကျင်းပမှာဖြစ်ပေမဲ့ဘသူတွေတက်ကြမယ်ဆိုတာကိုလည်းမပြောထားသေးပါဘူး မြန်မာနိုင်ငံအနာဂတ်ရေးနဲ့ပတ်သက်ပြီးတော့ဒီချမှတ်ခဲ့တဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ဟာလည်းမြန်မာစစ်ကောင်စီကလိုက်နာဆောင်ရွက်မှုမရှိခဲ့တာကြောင့်အလုံးမဖြစ်ခဲ့ပါဘူး။မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအန်တယောက်အဆက်ဒေါသဖြစ်ရတဲ့အဖြစ်ပြက် ဖြစ်ပွားခဲ့ပါတယ်။ဗုဒ္ဓနေ့ကနိုင်ငံတော်ရေတပ်ရဲ့ဒုတိယအကြီးဆုံးဖြတ်သိမ်းမော်ကြီးရေချတဲ့အချိန်မှာပျက်စီးသွားခဲ့တာမို့လို့ကင်ဂျုံအန်တယောက်ဒေါသဖြစ်ခဲ့ရတာပါ။အဲ့ဒီနေ့တုန်းကဒီ ီတန်9000ရှိတဲ့မြောက်ကိုရီးယားရေတပ်ရဲ့ဖြတ်တင်မောကြီးရေးချတဲ့ပွဲကိုခေါင်းဆောင်ကြီးကင်ဂျုံအန်းဟာသမီးဖြစ်သူနဲ့အတူတက်ရောက်ခဲ့ပါတယ်။ဒီဟာကိုဒီနိုင်ငံပိုင်ရုပ်တံကနေလည်းတရိုက်ထုတ်လွှင့်နေခဲ့တာပါ။တင်မောရေချပွဲကိုတော့နိုင်ငံရဲ့အရှိမြောက်ပိုင်းချောင်းချင်းစိတ်ကမ်းမှာကျင်းပခဲ့တာပါ။ရေချတဲ့အချိန်မှာဟန်ချက်ပြက်ပြီးတော့ပြုတ်ကျသွားခဲ့တာပါ။အဲဒီနောက်တင်မောရဲ့ဘိုက်ကဒီ1ဘိုက်ကပေါက်သွားခဲ့ပါတယ်။ကင်ဂျုံအန်းကဒီအဖြစ်ပြက်ဟာဆိုရင် လုံ းဝပေါ်ယောမှုကြောင့်ဖြစ်ပွားခဲ့တဲ့ဆိုးရွားပြင်းထန်တဲ့မတော်တဆမှုနဲ့ရာဇဝတ်အပြုအမူဖြစ်တဲ့ဆိုပြီးတော့နိုင်ငံပိုင်ရုပ်တံသတင်းဌာနမှပြောပါရယ်နိုင်ငံတကာစီးရေးလေးလာသူတွေကတင်မောချပွဲမအောင်မြင်ပေမဲ့လည်းဒါဟာမြောက်ကိုရီးယားရေတပ်ကိုခင်မီရေတပ်ဖြစ်လာစေချင်နေတဲ့ကင်ဂျုံအန်ရဲ့ဆန္ဒကိုတက်တေပြနေတယ်လို့ဆိုပါရယ်ရှင် တရင်းနဲ့မီယာကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိညတိုင်းမှာရုပ်တံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။